ဒီနေ့မွေးဤနေနူဒီရထုတ်တဲ့ ready made ကိုရခေါ်ဆွေးလေးလောက်စားပါတယ်။သူ့ထဲမှာခေါ်ဆဲချောက်ထုံးမှုချောက်ပန်းချောက်ငပီတော့ကော်မုတ်ငပြရီအရတာအနှစ်ထုံနဲ့ကျွတ်တံပြူကျော်မုတ်ငရုကောင်းမုတ်တို့ပါပါတယ်။မှုချောက်ပန်းချောက်ကိုရေစင်ထားပြီးကော်မုတ်ကိုလည်းရေဖြောထားလိုက်ပါတယ်။ခါဆဲချောက်ကိုပြုတ်ပြီးတော့နူးရင်ရေးဆေးထားလိုက်ပါမယ်။ပြီးရင်နောက်တစ်ချိန်ပြန်ပြုတ်ပြီးငင်းပြရည်တော့ပြီးရင်အရသာအနှစ်ထုပ်တို့အကုန်လုံးကိုဖောက်ထည့်လိုက်ပါမယ်။ ဆောင်းနှကဆိုင်ထားတဲ့မူကြောင်းပန်းချောက်ကိုလည်းထည့်ပြီးရောကော်ရီဖြော်ထားတာလည်းထည့်ပြီးအဖုံးခဏလောက်အုပ်ထားလိုက်ပါ ဒီအနေထားဆိုလို့ရှိရင်တော့စားလို့ရပါပြီ။မှုန်လေးရလည်းဤပြီးရောခောက်ဆဲသားလေးရလည်းနူးညံ့နေရပါပဲ။ရင်ွေးလို့ရင်ထပ်ပေါက်ပါနော်။နောက်ဆုံးမှာတော့ငရုကောင်းမှုစက်တံပြူကြောင့်မှုန်ထည့်ပြီးရောမှုလိုက်လို့ရှိရင်အရသာရှိပြီးရောစားလို့ကောင်းတဲ့ readymade ကိုရခောက်ဆဲလေးရပါပြီ။သူ့ထဲမှာပါတဲ့ငပီတောင်နဲ့တွဲဆိုင်တကယ်ကိုအရသာအရင်ရှိပါ့။သူကဒီနှစ်ယောက်စာအထုပ်ထုပ်ရေးထားပေမဲ့သုံးယောက်လောက်တကယ်ကိုဖိတ်တင်အောင်အရင်စားလို့ရရတယ်လားပမာဏအရင်များတယ်။ Sound DJ ပြည့်တဲ့ကျေးဇူးပါ။